ဘုရားမြတ်စွာ သာသနာတော်နဲ့ကြုံကြိုက်တဲ့အခါမှာဝါစုဥကလဆိုရင်ဝါစုသင်္ကန်းကတ်ကြတယ်။ဝါကျွတ်တဲ့အချိန်ရောက်လာပြီဆိုရင်တော့ကထိန်သင်္ကန်းကတ်လို့ရပြန်တယ်။ဒီနေရာမှာဝါစုသင်္ကန်းကတ်တယ်ဆိုတာပုဂ္ဂတိကမိမိတို့ကြီးညွတ်ကိုးွယ်ရာ ဆရာတော်တပါးဘုန်းကြီးတပါးယဟန်တပါးဖဲเจ้าတိုင်းမှာပဲဖြစ်ဖြစ်ကတ်လှူလို့ရတယ်ပေါ့အကြိမ်ကြိမ်လဲကတ်လှူလို့ရတယ်ဝါဆိုသင်္ကာသို့သောဝါကျပီဆိုတဲ့အခါတရင်ညလာပြီကျတရနေ့ရနေပြီတစောင်းမုံလာပြီနေ့အတွင်းမှာကထိန်သင်္ကန်းဆိုတာကြတော့ကတ်ချင်ရကတ်လို့မရဘူးเจ้าတိုင်းတထိုက်ကိုဥတီပြီးတော့ ကထိန်သင်္ကန်းမှာဖရာလို့ကြာရမှာဖြစ်တယ်နော်။ဝါစုသင်္ကန်းနဲ့ကထိန်သင်္ကန်းမတူဘူး။ရှမ်းကုန်မှာဆိုရင်ဝါကျွတ်ထံနဲ့ကထိန်သင်္ကန်းမှာဖရာဆိုလာလာကတ်တဲ့လူတွေများနေတယ်။အဲ့ဒါကြောင့်ပြောပြရတာနော်။ကထိန်သင်္ကန်းဆိုတာကြောင်းတိုက်နဲ့ဆက်ဆက်ပြီးတော့ကြောင်းတိုက်တတိုင်းမှာဆိုတော့တခါပဲကြာရမယ်။ပြီးတော့ပုဂ္ဂတိကကတ်လှူလို့မရဘူး။တန်ဂိကပဲကတ်လှူရတာဖြစ်တယ်ပေါ့။ ဒါကြောင့်ကထိန်သင်္ကန်းဆိုတာအချိန်ချိန်လဲကတ်လို့မရဘူး။ကျောင်းကွဲရင်တော့ဒီကျောင်းမှာကထိန်ကတ်တယ်ဟိုကျောင်းမှာကထိန်ကတ်တယ်ဒီကျောင်းတစ်ခုပဲကတ်ရမှာဖြစ်တယ်။ဝါဆိုသင်္ကန်းတို့လိုကျောင်းတိုင်းလိုက်ပြီးတော့ဟိုပုဂ္ဂိုလ်တိုင်းလိုက်ပြီးတော့လိုက်ကတ်လို့မရဘူး။အဲ့ဒါလေးကိုတော့သတိထားဖို့ပေါ့နော်။ဝါကျွတ်ပြီဆိုတဲ့အခါမှာတချို့ဝါကျွတ်ရင်ကထိန်သင်္ကန်း ဝါတွင်နဲ့ဝါဆိုဥဆိုဝါဆိုသင်္ကန်းဆိုပြီးတော့လိုက်လှနေတာရှိတယ်။အဲ့လိုမဖြစ်အောင်ကထိန်သင်္ကန်းဆိုတာတော့ကြောင်းတိုက်တိုက်မှာတစ်ခါပဲကတ်လို့ရမယ်။ကတ်တဲ့သင်္ကန်းသည်တန်ကြီးကသင်္ကန်းသာဖြစ်ရမယ်။ပုဂ္ဂလိကသင်္ကန်းမဖြစ်ရဘူး။ဝါဆိုသင်္ကန်းတော့ကြိုက်တယ်လို့ကတ်လို့ရတယ်။တန်ကြီးကကကပုဂ္ဂလိကကကသို့တော့ကထိန်သင်္ကန်းဆိုတာတော့တန်ကြီးကဆစ်ဆစ်ဖြစ်ဖို့လိုတယ်။အဲ့ဒါကြောင့်မလို့ခုလို့ ထိန်းသားရာသီရောက်လာတဲ့အခါမှာတရင်ကျော်လပ်ပြီးတော့တည်နေကနေစပြီးတော့တစောင်းမုန်လပ်ပြီးအတွင်ကထိန်မရသေးတဲ့ကြောင်းတိုက်ကထိန်မခင်းရသေးတဲ့ကြောင်းတိုက်ဆိုရင်တော့ကတ်ခွင့်ရှိကထိန်ခင်းပြီးသားကြောင်းတိုက်မှာထပ်ပြီးကတ်ခွင့်မရှိဘူးသို့တော့ဒီကပိသားကထိန်ကိုနှုတ်ပြီးတော့ခင်းရတယ်ဆိုတာလည်းရှိတယ်သို့တော့ကြောင်းတိုက်တိုက်မှာကထိန်ဆိုတာတစ်ခါပဲခင်းရတာဖြစ်တယ်ပေါ့နော် ထိန်ဆိုတာတခါလည်းပဲခရတော့တန်ကြီးကအခြားကြီးရဲ့ကျင့်တဲ့မြတ်စွာဘုရားခွင့်ပြုတာဖြစ်လို့ကထိန်သင်္ကန်းဆိုဒီမှာတန်ဃာတော်တွေအတွက်သာလေထူခြားတဲ့အခွင့်အရေး၅မျိုးပေးထားတာလေးဖြစ်တယ်ပေါ့တဂါရကမတွေနေနေကတော့ဝါစုသင်္ကန်းပဲကကကထိန်သင်္ကန်းပဲကကသာသနာတော်နဲ့ဆက်ပြီးတော့တခြားကောင်းမှုတွေပဲပြုပြုဌာနကောင်းမှုပြုလို့ချင်းဟာတော့ မိမိတို့စေတနာစွာအာကြီးမားပြီဆိုလို့ရှိရင်အနုတ္တရံပုံညာခိတံလောကတသာသနာတော်မှာရှိတဲ့တန်ခါကိုယေစုပြီးတော့ကတ်တဲ့ကုသိုလ်မှန်သမျှဟာဒီမြေကောင်းရေကောင်းပေါ်မှာကုသိုလ်ပင်စိုက်ပျိုးခြင်းပဲဖြစ်တယ်ပေါ့ကုသိုလ်ပင်စိုက်ပျိုးတယ်ဆိုရင်တဏ္ဍာကောင်းမှုရဲ့အဓိကအကျိုးကတော့ဒါနတံပူတာတိဘောဂာတိလူတွေရရှိခံစားထားကြတယ် ဥပမာပဲဘုန်းကြီးတို့တွေဒီဘဝမှာသာဝတိရေပြည့်စုံပြီးအသုံးဆောင်နေရရှိနေခြင်းဟာဒါနသံဗုဒ္ဓနိအတိတ်ကလုပ်ခဲ့တဲ့ဒါနကောင်းမှုနဲ့အကြောင်းမကင်းမှုအဲ့ဒါတွေကြောင့်ရတယ်လို့ဆိုလို့တယ်ဒီနေရာမှာကိုယ့်ဘကို ရှာလို့ရတယ်လို့ပြောမယ်ဆိုရင်လည်းပဲအတိုင်းတာတစ်ခုတော့မှန်းနေကိုအမေကပေးလို့ကိုမိဘကပေးလို့ရတယ်ဆိုရင်လည်းအတိုင်းတာတစ်ခုတော့မှန်းနေ သို့သောတကယ်အကြောင်းရင်းကတော့ဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်သားရတာမိဘပိုင်တဲ့ပစ္စည်းပဲဖြစ်စေဒါနကောင်းမှုမရှိခဲ့တဲ့သာသမီဟာအမွေခံလို့မရဘူးအမွေခံမဖြစ်ပြန်ဘူးမိဘအမွေလည်းလူတိုင်းရကြမှာရတယ်မလိုအပ်လို့မရတာတမျိုးလူရဲ့သားနဲ့မရတာတမျိုးအဲ့လိုမျိုးမျိုးရှိတဲ့တည်းပဲ ဒါနကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်စီမှာပြရှင်ဥစ္စာဆိုတာစုပုံပြီးတော့ရောက်လာတတ်တယ်။ဘသူတွေပဲရှာထားထားဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်စီမှာ ကုသိုလ်ကောင်းမှုအကျိုးတရားတွေစည်စိမ်ဥစ္စာတွေဆိုတာရောက်ရှိပြီးတော့လာတတ်တယ်ပေါ့နော်။ကိုရှာလို့ရတာကိုရဲ့လုံလဆွာပညာဆွာနဲ့ရတာရှိတယ်။သို့တော့လူတိုင်းဟာ လုံလထုတ်ပြီးရှာမယ်ဆိုရင်တော့ရှာတိုင်းရသလားလို့ဆို ကံပြီးတဲ့လောက်တော့မရဘူးပေါ့နော်ကုသကံကဖြစ်လာပြီဆိုလို့ရှိရင်တော့ကုန်ရဒီကုသကံပြီးတယ်ဆိုတာဟာဒီအဗ္ဗဓမ္မစမ်းကြဲတယ်ဒီကုသကံကုန်သွားပြီဆိုလို့ရှိရင်လေရှိတဲ့ပစ္စည်းတွေဟာတဲတဲ့ရေသွန်းတယ်လို့ရှုလျော့ကြဆင်းပြီးပျောက်ကွယ်သွားတဲ့ဘယ်ကနေဘလို့ပျောက်လို့ဘယ်ကနေဘလို့ဆုံးရှုံးမှ မသိဖြစ်တတ်တယ်ပေါ့နော် ယတာကမ္မခယောတိတတာသဗ္ဗဝိနတတိကံကုံသွားပြီဆိုလို့ရှင်ကုသကံကုံသွားပြီဆိုလို့ရှင်လူတွေဟာဘာလုပ်လို့အောင်မြင်မှုမရဘူးခက်ခဲတွေနဲ့ပဲကြုံတွေ့ကြတယ်အောင်မြင်မှုရနေခြင်းဒီပင်နေကံတရားကမျက်နှာသာပေးနေသေးတယ်လို့ဆိုရမှာဖြစ်တယ်အကြောင်းအကျိုးညီညွတ်နေသေးလို့ရှင်ရတယ်ဒါကြောင့်မို့အဓိကအကြောင်းဖြစ်တဲ့ ကုသကံကောင်းအောင်လုပ်ကြတယ်။အခါအားလျော်စွာသာသနာတော်မှာမိမိတို့ရဲ့ဆန္ဒလျောက်ဒါနကောင်းမှုတွေလုပ်ကြတယ်။လူတန်းတဲ့ထဲမှာတော့ဒါနကောင်းမှုတွေမှာတော့သတ္တုဒိတသံဃာကိုယေရှုပြီလူတန်းတဲ့အကြောင်းအလှကတော့အမျက်ဆုံးလို့ဆိုတယ်။ဘာကြောင့်မြတ်တယ်လဲလို့ဆိုရင်ကြောင်းအလူဟာရှည်ချစွာ အာယုပြုလို့ရလို့မြတ်တယ်လို့ပြောရမှာဖြစ်တယ် ဆွမ်းလူတို့သင်္ကန်းလူတို့တခြားလူတွေဟာခိတ္တခဏပဲပျောက်ွယ်သွားလေရှိကြတယ်ပေါ့အေးចောင်းလူကြတော့အချိန်အယုံပြုအလုဒါပြင်ចောင်းလူတွေမြတ်တဲ့ကောင်းမှုဆိုတာရောမရှိဘူးလားလို့ဆိုရင်တရဏဂုံဆောက်တည်တဲ့ကုသိုလ်ကြတော့ចောင်းအလှတာလည်းပုံမြတ်သွားပြန်ရောအဲ့တော့ငွေจิตနာပြည့်စုံသည်ဖြစ်စီမပြည့်စုံသည်ဖြစ်စီကုသိုလ်ကိုလိုချင်တယ်ဆိုလို့ရှိရင်အရောကုသိုလ်ကောင်းမှုဆိုတာရနိုင်တယ်ပေါ့နော် ပဆက်ရှိမှကုသိုလ်ရတာလို့ပဆက်မရှိတဲ့လူကဒိုးတော့မရှိလို့ကုသိုလ်မရပါဘူးလို့မောင်းမိလေနဲ့ပဆက်မရှိဘဲနဲ့ရတဲ့ကုသိုလ်အတောင်ပိုကြီးနေသေးတယ်လို့ပြောမှာတရဏဂုံဆောင်းတည်လိုက်မယ်ဆိုရင်ကြောင်းလှူရတယ်မြတ်တယ်လို့ဝေလာမတုံမှာဟောထားတယ်တရဏဂုံသုံးမဆောင်းတည်တာတဲ့တရဏဂုံရှိပြီးတော့သီလမရှိတဲ့ပုဂ္ဂိုလ်နဲ့ဆိုင်သီလရှိတဲ့ပုဂ္ဂိုလ်ကပုံမြတ်ပြတယ်ပေါ့တခါအဲ့ဒီတဲ့ ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ကောင်းမှုကတော့တမထချင်းစင်နဲ့မှာဝိပတ်တမထဆိုတဲ့ဘာဝနာအချက်ပဲဖြစ်တယ်ဒါကတော့မေတ္တာဘာဝနာပွားတာပြောတယ်နော်မေတ္တာဘာဝနာပွားမယ်ဆိုလို့ရှိရင်ခေါဏကထပ်ပိုးပြီးတော့ပြောမယ်ဆိုရင် လုံးလို့ရတဲ့ကုသိုလ်တွေမှာဆိုရင်အဆင့်မြင့်တဲ့ကုသိုလ်တစ်ခုရတယ်လို့ဆိုလို့ကျောင်းလူတဲ့ကုသိုလ်တွေလည်းတားတယ်သင်္ကန်းလူတဲ့ကုသိုလ်တွေလည်းတားတယ်အလုံး તરણગોન દીલા સુરે કુદુરે લે તા દ્વા બીરો એરી પોમાં ટસેને તૂટે દ્વારે તવેઠા ભાવના બિટા કુદુ યશવ્યા છિમને ટીને ખે માલે વે તટી ઠા બો પો ધના કામુ લો તીલા સૌટી છા કવઠા ભાવના પોમ્યા છા સ્વઠે મે જીવે છે અસે માને ကိုယ့်ရဲ့ရင်နဲ့နှလုံးနဲ့ရောက်အောင်လှုပ်ဖို့လိုတယ်ပေါ့။ဒါမို့မဟုတ်လို့ရှိရင်အတိတချာလိုင်းနာဆောင်ရွက်မှုတွေတခြားဖြစ်တတ်တယ်။မေတ္တာဘာဝနာလို့ဆိုတာဘာကြောင့်မေတ္တာဘာဝနာ ပွားရသလဲလို့ဆိုရင် ရှင်ထဲမှာရှိတဲ့အမုန်းတရားပြောက်အောင်ပွားတာဖြစ်တယ်။ဒီကနေ့ခေတ်လူတော်တော်များများကချမ်းသာခြင်းလို့မေတ္တာပွားနေကြတာဖြစ်တယ်။ ချမ်းသာခြင်းတို့မေတ္တာပွားတော့ယင်းထဲကအမုန်းကိုမထီဘူးဖြစ်တယ်အမုန်းတရားကိုယင်းထဲမှာထားပြီးတော့မေတ္တာပွားနေဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးဒါကြောင့်မို့ယင်းထဲကဒေါသဆိုတာကိုယ့်ယင်းထဲမှာရှိတဲ့ဒေါသကိုပြောတာသူများကကိုယ်မုန်းရင်မုန်းမမုန်းရင်နေကိုယ့်ယင်းထဲမှာအမုန်းကင်းစင်ဖို့မေတ္တာပွားရမယ်မေတ္တာနဲ့ကိုယ့်ယင်းထဲကအမုန်းတရားဒေါသကိုဖယ်ရှားနိုင်ဖို့မေတ္တာပွားတယ်လို့ဒီလိုမှတ်ရမယ်နော်အဲ့ဒါကြောင့်မို့ ရသဗျာကလည်းမေတ္တာဘာဝေတ္တဘာဒေါသတ္တပါဟနာယဒေါသတ္တမိမိရဲ့ယဉ်ထဲမှာရှိတဲ့အမုန်းတရားကိုပါဟနာယဖယ်ရှားပစ်နိုင်ဖို့ရမေတ္တာဘာဝေတ္တဘာမေတ္တာကိုဖြစ်စေတူပွားစေရမယ်လို့ဆိုတာအေးအဲ့ဒီဟာနဲ့လွဲမှားပြီးတော့တပည့်တော်ချမ်းသာအောင် နေကောင်းမေတ္တာပို့ပေးပါဖျားဆိုတာတွေလဲတဲပြီးတော့စီရွယ်ချက်နဲ့မကိုက်ချင်ဘူးနော် ချမ်းသာခြင်းလို့မေတ္တာပို့တယ်ဆိုတာတွေလည်းရွယ်ချက်နဲ့မကိုက်ချင်းရှင်တွေကအမုန်းကိုသိမ့်ပြီးချမ်းသာဖို့ဆိုတာမရနိုင်ဘူးနော်ကိုယ့်ရင်ထဲမှာရှိတဲ့အမုန်းတရားကင်းဖို့မေတ္တာပွားတယ်လို့မူရင်းကိုမှတ်သားထားပြီးတော့မေတ္တာဘာဝနာပွားချရမှာဖြစ်တယ်ဒါကကိုယ့်ဘဝနေ့စဉ်ဘဝမှာအရေးကြီးတာ အခုလိုကထိန်ခေတ်ကာလမှာကထိန်သင်္ကန်းလှူတယ်ဝါစုကာလမှာဝါစုသင်္ကန်းလှုပ်တယ် အခြားအချိန်တွေမှာလည်းကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်နေစဉ်နဲ့အမြကိုယ်အိမ်မှာကိုယ်ွယ်ထားတဲ့ဖခင်စီမီပန်းရေချမ်းလှူတာကအစနေစဉ်တန်ဃာတော်တွေအတွက်ပိဏပတ်ဆွမ်းလောင်းတာကအစကိုယ်အတွက်မှာ နေစဉ်နဲ့အမြကုသိုလ်တွေရနေတာကိုအမှတ်တမဲ့မလုပ်ဖဲနဲ့ဒီစီးပွားရေးရှာတဲ့စီးပွားရေးဆန်ဆန်ဒီအကျိုးအမြတ်ကိုတတ်တတ်ဖို့လိုအပ်တယ်ပေါ့နော်ဒီနေ့ကုသိုလ်ကောင်းမှုတွေငါဘယ်လောက်လုံးမိသလဲဆိုတာ တရတလေကုသိုလ်ကောင်းမှုမလုံးမိဘူးဆိုရင်လူဘဝဖြစ်ရတာဒီနေ့အတွက်တော့တန်ဖိုးမရှိဘူးလို့ပဲဒီလိုပဲတွေ့ရမှာဖြစ်တယ်။ဘာကြောင့်လို့ဆိုရင် ကိုလူဘဝရောက်လာတာဒါနာကောင်းမှုသီလကောင်းမှုကိုခြေပြုပြီးတော့ရောက်လာတာအဲ့ဒီဒါနာကောင်းမှုသီလကောင်းမှုကိုပြန်လေးဖြည့်တင်းရမယ်ဆိုတာကိုမမေ့သော အပမရတရားဖြင့်အမြဲတမ်းသတိရှိပြီးကြိုးစားအထောက်အပံ့ဖြစ်တယ်။တဘောတသက်တာလုံးအတွက်ပြောရမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားဟောတဲ့တရားကို လူတွေလူလောကကြီးတစ်ခုလုံးကိုကြည့်ကိုယ်တည်းပဲထဲမှာပါတယ်လဲဆိုတာမြတ်စွာဘုရားကဘာဆုံးမှတယ်လဲဆိုတာကိုဒီဒေသနာတော်လေးနဲ့မှတ်သားထားကြည့်မြတ်စွာဘုရားကဟောတယ်ကံကြမ္မာရဲ့သို့မဟုတ်ကံရဲ့သဘာဝတရားဘုန်းကြီးတို့တွေနေစဉ်စိတ်ကူးနေကြတယ်ပါဇက်ကနှုတ်ကထုတ်ဖို့ပြောဆိုကြတယ်ကိုဒီလက်ရောက်လှုပ်ကြတယ် အဲ့ဒီစိတ်ကူးချမ်းစီမှုနှုတ်ကထုတ်ပြောမှုကိုဒီလေးအောင်လုံးမှုတွေဟာကံအဖြစ်သို့ရောက်ရှိနေကြနေစင်နေမြကိုသိသည်မသိသည်ကိုရင်နဲ့နှလုံးထဲမှာကံတရားတွေဟာရောက်အဲ့ဒီကံတရားတွေဟာနှမျိုးရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံကကောင်းကျိုးကိုပေးမှာဖြစ်ပြီး အကုသိုလ်ကံကမကောင်းကျိုးကိုပေးမှာပဲဖြစ်တယ်အဲ့ဒီကံရဲ့တဘာဝတရားကို လက္ခဏာဘုရားဘာသာရဲ့အခြေခံအကြောင်းတရားဖြစ်တယ်ပေါ့နော်ကိုကိုအမတ်တမဲမနေနဲ့ငါလုံးနေတာကံနေလုံးနေတာကောင်းတဲ့ကံလားဆိုတဲ့ကံလားသိဖို့တိုးတယ်ပေါ့စိတ်ကူးယုံနေတယ်မဲအကုသိုလ်ဖြစ်တာရှိတယ်စိတ်ကူးယုံနေပဲကုသိုလ်ဖြစ်တာရှိတယ်အဲ့ဒါကိုသတိထားဖို့မနောကံဆိုတာအလွန်သိမ်မွေးတယ်စေရဏဟံဘိခွေ ကမ္မဝရမိလို့ ဆိုကြတော့လဲပဲစေရဏတခုတည်းကိုကံပြောတာမဟုတ်ဘူး မနောကံတို့ကြတော့စေရနာမပါဘဲနဲ့လည်းကံဖြစ်တယ်။နော်အထူးသဖြင့်တိမ်မွေးတဲ့မနောကံအကုသို့ကဟာလဲလို့ဆိုလို့ရှိရင်အလုံးကိုတိမ်မွေးတယ်ဟာတမလွန်ဘဝကိုမယုံပါဘူးကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတဲ့မိစ္ဆာဒိဋ္ဌိအမြင်ပဲဖြစ်တယ်နော်မိဘကိုပြုစုလို့ကျွင်းလို့အကျိုးမရှိပါဘူးမိဘကို စော်ကားရင်လည်းအပြစ်မဖြစ်ပါဘူးလို့ နောင်ဘဝဆိုတာမရှိဘူးကုသိုလ်အကုသိုလ်ရဲ့အကျိုးမရှိဘူးလို့ဆိုတဲ့ဒီအမြင်ကိုကို့အမြင်ကိုဒီလက်တွေ့ကြတဲ့အမြင်လို့ထင်ကောင်းထင်နေကြလိမ့်မယ်အဲ့ဒီအမြင်မျိုးကိုလက်ခံယုံကြည်ကျင့်တတ်ပြီဆိုရင်တော့အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲမနောကနဲ့မိစ္ဆာဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိကစေရဏမပါပေမဲ့ကံဖြစ်သွားအဲ့ဒီကံကအဆိုးဆုံးကံလို့ဒီလိုမှတ်ရအောင်အဲ့မနောကံနဲ့မှပဲ သူများပစ္စည်းကိုကြည့်ပြီးလောဘတက်ပြီးကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့အတွေးတွေအပိစာကိုယ်နဲ့မတည့်တဲ့လူတယောက်ဒီလူဒုက္ခရောက်သွားရင် ကောင်းမှာပဲခုခေတ်ဆိုရင်တူတယောက်ဒုက္ခရောက်ဖို့အတွက်တန်ရတယ်တောကြတယ်ခေတ်စကားနဲ့ပြောကြရင်အချွန်နဲ့မကြတယ်လို့ဆိုမျိုးတွေပေါ့နော်လူတယောက်ဒုက္ခရောက်အောင်ချွန်တွန်းလှုပ်တာတရားအဲ့ဒါတွေကဒီ စိတ်แท้ကဖြစ်ယုံနဲ့နေပဲဒီလူဒုက္ခရောက်တော့ပါစေဆိုရဲစိတ်แท้ကဖြစ်ယုံနဲ့ပဲဖြာပါထားဆိုရဲဒေါသအကုသကံဖြစ်တာအဲ့ဒါစေရနာမဟုတ်ဘူးဒေါသသာဖြစ်တယ်။လောဘကလည်းပဲကံဖြစ်တယ်ဒေါသကလည်းကံဖြစ်တယ်ဒိဋ္ဌိကလည်းကံဖြစ်တယ်။အဲ့တော့အဲ့ဒီအကုသဘက်ကကံဖြစ်တယ်လို့ပဲအနာဘိဇာဆိုရဲအလောဘလူကျင်တတ်ညင်နေ generosity ဆိုရဲရောတယ် ပေးတယ်ကမ်းတယ်ဆိုရဲအလောဘသူများပစ္စည်းကိုမတရားမယူဘူးပေးဖို့ပဲစဉ်းစားတယ်ဆိုအလောဘလူတစ်ဖက်သားကို မုန်းတီးတယ်ပျက်စီးစေလိုတဲ့စိတ်မရှိဘူးကင်းတယ်အပြပါဒအာရောသဆိုရဲမေတ္တာဖြစ်တယ်အဲ့ဒီအာရောသဆိုရဲမေတ္တာမနောကံစေရနာလို့ခေါ်တယ်ဒါကြောင့်ခုနမေတ္တာပို့ပြီးဆိုရင်ကံဖြစ်နေတယ်အဲ့ဒါနော်ကုသိုလ်ကံဖြစ်နေတယ် ။တမ္မဒိဋ္ဌိကံကံရဲ့အကျိုးကိုရှိတယ်လို့လက်ခံတယ်။မိဘကိုပြုစုလို့အကျိုးရှိတယ်လို့လက်ခံတယ်။နောင်ဘဝဆိုတာရှိတယ်လို့လက်ခံတယ်။ကောင်းမှုမကောင်းမှုတို့ရဲ့အကျိုးဆိုတာရှိတယ်လို့လက်ခံတယ်။လူမှုတမ်းမှုရဲ့အကျိုးရှိတယ်ဆိုတာလက်ခံတယ်ဆိုရင်အဲ့ဒီလက်ခံတဲ့မှတ်ကန်တဲ့အမြင်နှစ်ချိုက်တဲ့အမြင်ဟာတမ္မဒိဋ္ဌိလို့ခေါ်တယ်။အဲ့ဒီတမ္မဒိဋ္ဌိကလည်းကံဖြစ်တယ်ဆိုတော့တတိထားပါဘူး။ဒီစင်မှာတမ္မန်လေးတွင်ကိုယ်အတွေးလေးတွေးပြီးတော့ ဟိုအကုသိုလ်ဖြစ်တဲ့လူတွေရှိတယ်လို့အတွေးလေးနဲ့ကုသိုလ်ဖြစ်နေတာတွေလည်းရှိတယ်။အဲ့ဒါကအလွန်သိမ်မွေ့တယ်။တခြားကာယကံဝစီကံကုသိုလ်အကုသိုလ်တွေကထင်ရှားသေးတယ်ထား။ဒီနေ့ဒီမနောခံကြတော့မတန်သက်သိမ်မွေ့လို့ကံဖြစ်မှမသိဖြစ်နေတာ။ကောင်းပြီ။ဘုန်းကြီးတို့တွေနေစင်တဲ့ဘဝစိတ်ကူးမှုပျော်ဆုံးမှုလှုပ်ဆောင်မှုတွေဟာကံဖြစ်နေတယ်။ဒါကိုမြတ်စွာဘုရားက ဥဘောပုံញင်္စပပင်္စယမစ္စောကုရုတေဣဒလက်ရှိဘဝမှာတဲ့တရားတွေဟာကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်ဒါနေ့စဉ်ရင်ထဲမှာဖြစ်နေဒီရင်ထဲမှာကုသိုလ်တွေလည်းဖြစ်နေကြတယ်အကုသိုလ်တွေလည်းဖြစ်နေအဲ့ဒီဖြစ်နေတာသူကသူဖြစ်ယုံနေပြီးတာမဟုတ်ဘူးတင်ညိတတတကံဟောတိအဲ့ဒီဖြစ်မှုတွေဟာကိုယ်ပိုင်ပစ္စည်းတွေဖြစ်သွားပြီကိုယ်ပိုင်နေဆိုကိုယ်နဲ့ပဲ တ်သက်နေတယ်တာဝန်ယူရတော့မှ ဖြစ်တယ်ပေါ့နော်အခုခေတ်ပြောနေတယ်တာဝန်ယူမှုတာဝန်ခံမှုဆိုတာဝန်မယူချင်လို့မရဘူးကိုယ်နဲ့ပဲပတ်သက်သွားပြီကိုယ်ရင်လည်းဖြစ်တာကိုယ်ပဲကောင်းရင်လည်းကိုယ်မကောင်းရင်လည်းကိုယ်အဲ့ဒါကိုကိုယ်ကိုယ်ဥစ္စာလို့ပြောတာနော်ကမ္မတကတာတတ္တာကမ္မတကတတ္တာသဗ္ဗိတတ္တာကမ္မတကအဲ့ဒီမှာတရဝမန္တမယဟာ နေ့စဉ်တွေးတောပြောဆိုလှုပ်ဆောင်မှုတွေရှင်နေကကံအနေနဲ့ဖြစ်သွားပြီအဲ့ဒါကိုနဲ့တာကိုစားလိုက်တဲ့အစာသည် ကိုကိုဒုက္ခပေးမဲ့အစာဆိုရင် ကိုခံရမယ်ကိုကိုချမ်းသာစေတဲ့အစာဆိုရင်လည်းကိုချမ်းသာမယ်အဲ့ဒါလိုပဲရှင်နေရောက်သွားတဲ့ထိကန်းနေဟာကို့အတွက်မှာဒီအကျိုးပေးမဲ့အရာတွေဖြစ်နေပြီအမှတ်တမဲ့မနေနဲ့လူတိုင်းလူတိုင်းဟာ ွားရင်လာရင်စားရင်တောင်းရင်နဲ့ဒီကံนี่ဖြစ်နေတယ်ဆိုတာတတိထားကြည့်နေเนาะအဲ့ဒီမှာတင်ကြီးတတတကံဟောဒီအကောင်းပဲဖြစ်ဖြစ်ဆိုးပဲဖြစ်ဖြစ်လူတွေကတွေးပြီးတော့နေကြတာအာလူတယောက်ကိုဒုက္ခရောက်အောင်တွေးနေရင်လည်းတကံဖြစ်နေပြီသူများပစ္စည်းကိုယူဖို့တွေးနေရင်လည်းကံဖြစ်နေပြီအဲ့ဒီအတွေးတွေကအစနှုတ်ကပြောတာတဲ့တွေးလှုပ်တာဆိုတာ၄ထိကံတရားတွေဖြစ်နေကြတာ အဲ့ဒီကံတရားတွေဟာ ကိုယ်နဲ့သာသက်ဆိုင်နေကိုယ်နဲ့သာသက်ဆိုင်တာဒီဘဝတည်းသက်ဆိုင်တာလားလို့ဆိုမဟုတ်ဘူးတင်စအာရာယခစ္စတိအဲ့ဒီကံတွေကိုကိုယ်နဲ့အတူပါသွားမှာကံတွေကိုယူသွားရမှာဖြစ်တယ်ယူသွားရမှာဆိုတာယူခြင်းယူမယူခြင်းတွေပါနေမှာပဲကိုယ်နဲ့ဆိုလိုတယ်ဆာယဝအနပါယိနိအရေးဟာလူသွားတဲ့နေရာမှာအရေးဆိုတာထားပြခဲ့လို့မရဘူးပါသွားတာပဲเนาะလူရဲ့အရေးဟာပါနေမှာပဲ အဲ့ဒါလိုပဲဒီကံတွေကကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုရင်နဲ့ဖြစ်သွားတာကိုနဲ့သာသက်ဆိုင်တယ်။သွားလေရဘောကတန်တရားမှာပါနေမှာပဲဖြစ်တယ်။ပါနေမှာဖြစ်သည့်အတွက်ကြောင့်ရှောင်လွှဲခြင်းလို့မရဘူး။မကောင်းတဲ့ကံဆိုရင်လည်းမကောင်းကျိုးတွေခံရမှာပဲ။ကောင်းတဲ့ကံဆိုရင်လည်းကောင်းကျိုးချမ်းသာတွေရမှာ။ဒါကံကြမ္မာရဲ့သဘောတရား။အဲ့ဒါကိုသတိထားဖို့။အဲ့တော့မြတ်စွာဘုရားကဆုံးမတယ်။ဟုတ်ပြီ။လောကကြီးတစ်ခုလုံးကို အခုလို့ လူတွေရဲ့တဏ္ဍမဖြစ်ပေါ်နေတယ်ကန္တရာကလွှမ်းမိုးချုပ်ကင်ထားပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဘာလုပ်သင့်တယ်မြတ်စွာဘုရားက ဆုံးမထားမလုပ်သင့်တာနဲ့လုပ်သင့်တာဒီတစ်ခုဟောမှာနံပါတ်1ကရှောင်းရမကိုပြောမယ်နံပါတ်2ကလှုပ်ဆောင်အောင်မကိုပြောတယ်ရှောင်းရံနဲ့ဆောင်းရံဒီတစ်ခုပဲရှိတယ်ဒါကြောင့်ဘုရားပထမရှောင်းမှုမြတ်စွာဘုရားဘာပြောလဲဆိုရင် အတ္တနဲ့စေပြန်စဉ္ညာနန္နံပပိနတန်ယူစေတယ်။မင်းကိုယ့်ကိုယ်ကိုတမိုးထားသလား။ကိုယ့်ကိုယ်ကိုတမိုးထားတယ်ဆိုလို့ရှိရင်နန္နံပပိနတန်ယူစေကိုယ့်ရင်ထဲနှလုံးထဲမှာမကောင်းတာတွေမရောက်စေနဲ့လို့ဆိုလိုတာ။အကုသိုလ်အတွေးတွေအကုသိုလ်ဖြစ်မဲ့အပြောတွေအကုသိုလ်ဖြစ်မဲ့အလုပ်တွေအဲ့ဒီစေတနာတွေကံတွေကိုယ့်ရင်ထဲမှာမရောက်စေနဲ့လို့ပြောတယ်။နော် ဘာကြောင့်မြတ်စွာဘုရားကဒီတွေ့ဒီပြောဒီအလုပ်ကိုမလုပ်နဲ့မကောင်းတာတွေမဖြစ်စေနဲ့လို့ဘာကြောင့်ပြောတော့ဆိုရင်နာဟိတံသူလဘဟောတိသူခံဒုက္ကတာကာရိနာမကောင်းတာလုပ်ပြီးချမ်းသာဒုက္ခရဖို့ဆိုတာလွယ်တဲ့အရာမဟုတ်ဘယ်တော့မှမရနိုင်ဘူးလို့ဆိုလို့လွယ်လည်းကိုရလာမှာမဟုတ်ဘူးမကောင်းတာတွေလုပ်ပြီးလောကလူတွေကမကောင်းတာလုပ်ပြီးကြီးပွားနေတဲ့လူတွေကိုကြီးပြီးတော့ ဒီလူတွေကမကောင်းတာလုပ်လို့ချီးပွားတယ်လို့ထင်နေကြတာမဟုတ်ဘူးတကွက်ကျော်ရှုပ်ဝဲနေတဲ့အတိတ်ကအကြောင်းတရားတွေရှိတယ်ပေါ့အဲ့ဒါကိုလူတွေကမမြင်ဘူးပစ္စုပန်မကောင်းတာလုပ်နေတာဟုတ်တယ်အဲ့ဒီကံရဲ့အကျိုးကြောင့်ဖြစ်တာမဟုတ်ဘူးအတိတ်ဘဝကကောင်းတာတွေလုပ်ခဲ့တဲ့အကျိုးကိုခံစားနေရတာသာဖြစ်တယ်ဒီနေရာမှာကံကြမ္မာကို မျက်စိလဲသွားရတဲ့ပေါ့အဲ့ဒါကိုမလဲအောင်သတိထားဖို့ဘာကြောင့်လဲလို့ဆိုရင် ကောင်းကျိုးချမ်းသာမှန်သမျှကုသကံရဲ့အကျိုးပြည်ကြီးလက်ခတ်မလွဲမကောင်းတဲ့အကျိုးမှန်သမျှအကုသကံရဲ့အကျိုးဆိုတာဒါကတော့လုံးဝလွယ်မမှုမရှိတဲ့ကံကြမ္မာရဲ့တဘာဝပဲနော်ဒုတိယအထင်မှားကြတော့မကောင်းတာလုပ်ပြီးတော့လဲချမ်းသာနေရင်မကောင်းတာအလဲကောင်းကျိုးပေးတယ်လို့ထင်နေတယ် ကောင်းတာလုပ်တဲ့လူတွေဆင်းရဲမွဲတေနေတဲ့အခါကျတော့ကောင်းတာလုပ်တာလည်းကောင်းကျိုးမရဘူးဒုက္ခရတယ်လို့ဒီလိုထင်နေတယ်ဒါအထင်မြတာဖြစ်တယ်တကယ်သဘာဝအစစ်ဟာအဲ့ဒီလိုမဟုတ်ဘူးလို့ဆိုလိုတယ်နော်ကောင်းတာလုပ်ရင်ကောင်းကျိုးပဲရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုတော့ကို ပုံသေးကားချက်မှတ်ထားမှာဖြစ်တယ်အတိုင်းတာကျင့်တာကွာတာဖြစ်တယ်နော်ဟုတ်ပြီဒါကြောင့်မို့မြတ်စွာဘုရားက ကိုကိုကိုမျက်နှာတမိုးထားတယ်ဆိုရင်ဘယ်တော့မှမကောင်းတာမဖြစ်စီနဲ့အကုသိုလ်တွေကိုရှောင်ခိုင်းတာဒါကြောင့်ရှောင်အောင်မလဲလို့ဆိုရင်အကုသိုလ်လုတ်ပြီးချမ်းသာဒုက္ခရရဲဆိုတာမဖြစ်နိုင်ဘူးမလွယ်ဘူးလို့ဆိုလို့ဒါကမလွယ်ရမှာလွယ်ရမှာကြတော့ဘာတော့တတမကရိယကလျာဏနိစယံတံပရာယိကပုံညာနိပရလောကသမေပဋိဌာဟောတိပါဏိနလွယ်ရမယ့်ကိစ္စကတော့ မျက်မှောက်အကျိုးတမလွန်အကျိုးတို့တိုးပွားအစေတတ်တယ်ကောင်းကျိုးချမ်းသာတွေကို တိုးပွားစေတတ်တယ်ကုသကောင်းမှုဆိုရင်ဘာပဲလုပ်လို့လုပ်စူးစမ်းပြီးတော့လုပ်အခုလိုကတိန်ခင်းနေဝါဆိုသင်္ကန်းမှာဝါဆိုဥမာဝါဆိုသင်္ကန်းကတ်တယ်တခြားအလူတန်းတွေလုပ်တယ်ဘာပဲဖြစ်ဖြစ်တဏ္ဍာကောင်းမှုလုပ်တယ်သရင်သီလစောင့်တည်ပြီးတော့သီလကောင်းမှုလုပ်တယ်တရားဓမ္မနာတယ် ဘာဝနာကောင်းမှုမေတ္တာပွားတဲ့ဘာဝနာကောင်းမှုဝိပဿနာတရားထုတ်တဲ့ဘာဝနာကောင်းမှုစာတွေလှုပ်တယ်အဲ့ဒီလှုပ်သမျှကုသိုလ်ကောင်းမှုတွေဟာတကယ်ကိုလောကမှာကိုယ်အတွက်ချမ်းသာဒုက္ခပေးမဲ့အရာတွေသာဖြစ်တယ်အထူးသဖြင့်ကုသိုလ်ကောင်းမှုဆိုတာပုံညာနိပရလောကတမေတမလုံးလောကရောက်လာလို့ရှိရင်ပဋိဋ္ဌာဟောတိပါဏိနံတရားတွေအတွက်အာကိုရဖြစ်ဆုံးမဲ့ဖြစ်တယ် ီနေရာမှာစဉ်းစားကြည့်ရမယ်။ယသဘုရားကဘာလောကမှာအာကိုရတယ်ဆိုတော့လက်ရှိဘဝမှာအာကိုရဘူးလို့ပြောတာမဟုတ်ဘူး။လက်ရှိဘဝမှာအာကိုစရာတွေကရှိနေကြတယ်။ဘာတွေရှိတော့လက်ရှိဘဝမှာအမေဖေရှိတယ်၊မိသားစုရှိတယ်၊ဆွေတွေမျိုးတွေရှိတယ်၊ကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေရှိတယ်။အာကိုစရာတွေကများနေတယ်နော်။တမလွန်ဘဝသွားပြီဆိုရင်ဘယ်သူလိုက်မလဲကိုယ်နဲ့။ဘယ်သူမှမလိုက်ဘူးနော်။ ဘသူမှမလိုက်လို့ပတ်စံတုတ်ကြီးနဲ့သွားမလားလို့ဆိုတပြားမှရမှာကရောကတောင်နှိုက်ယူလိုက်လေဦးမနော်ကရောကလည်းမလောက်တဲ့ကရောကပေးတာအဲ့တော့ကိုနဲ့အတူပါဖို့ဆိုတာဘာတစ်ခုမှမရှိဘူးကိုနဲ့အတူပါနိုင်တာတစ်ခုတည်းပဲရှိတယ်ကုသကံနဲ့အကုသကံအဲ့တော့အာကိုရမှာတော့အကုသကံကတော့ကိုနဲ့ကိုနဲ့တူပါလိုက်ရင်ကိုနှိမ့်စင်မှာ ုသိုလ်ပါလာလို့ရှိရင်ကိုယ့်အတွက်အကူစရာ ဖြစ်မယ်တဲ့ဒါကြောင့်ပရလောကသမိတမလွန်လောကရောက်တဲ့အခါမှာပုံညာနည်းကုသိုလ်ကောင်းမှုတွေဆိုတာပါဏိနန္ဒရဝါတို့ရဲ့ပဋိဌာတီယာမိယအာကိုရတွေဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်။အဲ့ဒါဒီဒေသနာတော်ဟာကံတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားပြည့်ပြည့်စုံစုံဟောထားတာ။တာယုဒ္ဓနိကာယမှာမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တစ်ခုပဲ။ အဲ့ဒီဒေသနာတော်ကိုအများရန်မှတ်သားထားပြီးတော့ကိုယ့်ရဲ့တဘောတာတသက်တာကာလမှာဒီလိုအခုလိုလူကြီးတန်းကြီးပေးမှမဟုတ်ဘူးနေစဉ်ဘဝမှာဒီဒေသနာတော်ကိုတည်တည်ချာချာနှလုံးသွင်းပြီးတော့ငါတို့ဟာကိုယ့်ကိုမျက်နှာတမို့ထားတယ်ဆိုရင် အကုသိုလ်ရှောင်အောင်မှာဖြစ်တယ်ကုသိုလ်တရားကိုကြိုးစားအထောက်အအောင်မှာဖြစ်တယ်ဆိုတာကိုယ်စီကိုယ်စီတတိထားပြီး အကုသိုလ်ကိုရှောင်ရှားခြင်းကုသိုလ်တရားမိမိတို့ရင်းထဲမှာဖြစ်ပွားခြင်းဆိုတဲ့ဒီလုပ်ငန်းနှစ်ရပ်ကိုတည်တည်မှတ်မှတ်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း